哟，你嘛，打烤嘛，你嘛，你嘛，哟，哎嘛，伢呀，啊，打烤嘛，你嘛，晒嘛，拉裤拽拉都晒嘛，拉裤呀，打烤嘛，哎嘛，哎，别怕狗，对啥子啥，你嘛，烤呀，打烤嘛，你嘛，对啥子，多对啥包，伢子啊，老张那死那的，要光对了，你嘛，少块五子茶，哎，少块五，对啥子啥，打烤嘛，俺也关心拉裤呀，打烤嘛，啊，老老阿姨，你看那那裤啊。 ်လာခိုးတော့ခိုးတော့လာခဲ့လေခိုးအခုလည်းလာပြီးလာခိုးတာဟုတ်လားခလေးတောင်းပြလာခိုးတာဟုတ်လားဘာခလေးခိုးမှာတော့ကျွန်တော်ခါတော့ခလေးကခိုးခိုးဒီနေ့ లై ဘောမှာတက်လာတဲ့လေဒီလာဖာလဲစိုင်ထဲမှာဝင်ခိုးလို့ဆိုပြီးတော့ကွာတားမိနှစ်ယောက်ကိုလေအဲ့လိုမျိုးပါရီနာတွေရိုက်ပြီးတော့နေဘူးထဲမှာကြိုးတုပ်ပြီးထားတဲ့ဒီဗီဒီယိုဟုတ်ကဲ့အဲ့ဒီဒီဗီဒီယိုသူ့အသက်ချပါအောင်ရိုက်ပြလာနောက်ကျန်တဲ့ဈေးတွေအကုန်တိရအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်ထား တင်းချာကြည့်တာတခုအဲအဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်မတခုပြောချင်ပါတယ်အဲ့ဆိုင်ရာပစ္စည်းဘယ်လောက်ခိုးသွားလဲတော့မသိဘူးကျွန်မဖြစ်နိုင်လို့ရှိရင်ဒီခိုးသွားတဲ့အမောက်ကို ပြန်ပေးလို့ရရင်ပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မက ကျွန်မလည်းဆိုင်ရှင်တယောက်ပဲနောက်တစ်ခုကျွန်မကတားတားတယောက်ကမိခင်ကျွန်မလည်းအဲ့ဗီဒီယိုမှာကြည့်ရတာဘလို့မှအဆင်မပြေဘူးအဲ့ဒါကဘာလဲဆိုတော့လေ ကလေးပါနေတဲ့အတွက်ပေါ့နော်ကျန်တဲ့ကိစ္စကတော့ဘာဘာကိုပြောချင်လဲဆိုလေဆိုင်ရှင်မှန်သမျှသည်ဒီလိုမျိုးခိုးတဲ့ဝတ်တဲ့ကိစ္စတွေဆိုင်မှာရှိတဲ့ပစ္စည်းကိုလာပြီးတော့ယူတဲ့ကိစ္စတွေဆိုတော့ဘယ်သူမှမလွတ်ကင်းတဲ့ကိစ္စဆိုင်ရှင်တိုင်းဒီလိုကိစ္စမျိုးကအများတန်းကြုံတွေ့ရတယ်ကျမတို့လည်းဆိုင်ဖွင့်ထားတာဖြစ်တဲ့အတွက်ဒီလိုကိစ္စမျိုးကခဏခဏဖြစ်တယ်ကျမတို့ဆို CCTV မှာလည်းတွေ့တယ်ဆိုင်ကိုလည်းနောက်တစ်ခါပြန်လာယူလာတဲ့ရှိရတခါကျလို့ရှင်တချို့ရက်တွေလူကြနေရဆိုလို့ရှင်ပစ္စည်းတွေယူရတာတွေရှိတယ်ကျမကျမတို့ဘယ်တော့အခါမှလိုင်းမပတင်ဘူးဒီတိုင်းပဲဒီနေ့ယူသွားတယ်အဲ့အဲ့အရာမျိုးပဲပြောတာရုပ် ုံလည်းမပြဘူး CDB လည်းမတင်ဘူးကုံကုံပြောမယ်ကျမဆိုင်မှာတခုဖောက်ရတယ်နော် အဲ့ဗီဒီယိုဆိုလို့ရှိရင်မီလီယံနဲ့ချီပြီးတက်သွားတယ်ဒါမဲ့ကျမ CCTV record လည်းရှိကျမလုံးဝမတင်ဘူး။ဘာကြောင့်လဲသိလား။လူတိုင်းဒီသူ့အခက်ခဲနေသူရှိသလိုလူတွေမှာ privacy ဆိုတာရှိတယ်။လူတွေရဲ့ဒါဟိုပါပေါ့နော်။အတွင်းဟိုပါပေါ့နော်။လူတွေရဲ့ဒီစီးပေါ့နော်။အဲအဲ့ဒါတခုရှိတာဖြစ်တဲ့အတွက်ကိုယ့်ပစ္စည်းကကိုယ့်အတွက်ဆုံးရှုံးမှုကိုယ့်အတွက်ကဘာမှမပြောပါလောက်ဘူးဆိုလို့ရှိရင်ဒီတိုင်းပါဇက်နဲ့ပြောလို့ရတဲ့ကိစ္စဆိုပြောလိုက်တယ်။ဘာမှအကျေတဝန့်လိုင်းမို့ချပြစရာလည်းမလိုဘူးပေါ့နော်။အဲ့လိုသတ်မှတ်တယ်ကျမ။နောက်တစ်ခုခလေးနဲ့ပတ်သက်ပြီးပြောမယ်နော်။ဒီခလေးဒီကျမ ကြီးရတဲ့လောက်တစ်နှစ်ကျော်နှစ်နှစ်ကျော်ဝင်းကျင်လောက်ပဲရှိမယ်ဒီအချိန်မှာ तू က အဲဒီလိုမိဘတွေစီရနေပြီတို့မဟုတ်ပတ်ဝန်းကျင်စီရနေပြီလမ်းနှင်းလုံနေရဲ့အရွယ်ပေါ့နော်အဲ့လိုဆိုတော့သူဒီမပြောတတ်မပြောတတ်မယ်ဒီအချိန်မှာဖြစ်နေတဲ့ဒီဟာတွေအကုန်လုံးကိုသူ့ရဲ့စိတ်မှာအကုန်လုံးကိုဒါမှတ်တတ်တဲ့အရွယ်ဖြစ်တာဖြစ်တဲ့အတွက်ကလေးမှာစိတ်ဓာတ်ရရနိုင်တယ်နောက်တစ်ခုသူကလေဒီလိုမျိုးနေပူထဲမှာကျိုးတုပ်တာတွေဒီလိုမျိုးသူ့ရှေ့မှာသူ့မအေကိုပါးတွေနားတွေရိုက်နေတဲ့ကိစ္စဒီဒီကလေးဘက်ကပဲជីជីလူပတ်ဝန်းကျင်လူအတိုင်းဝိုင်းရပဲជីជីဒါကြီးကလုံးဝမဖြစ်တဲ့ကိစ္စပေါ့နော်ကျမတို့ဆိုင်နေမှာဆိုလဲအများတန်းအခိုးခံရပါတယ်ဒါမဲ့ကျမကဒီတွေ့လို့ရှင်ဒီတိုင်းပဲပြောလိုက်တယ်နောက်တစ်ခါမလုံးနဲ့ ော်ကျွန်မတို့ဆိုခဏခဏပဲပြီးတော့နောက်တစ်ခုဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်မတို့ဒီ sanction လောကမှာဆိုຫນွယ်ဘိုးအိမ်ကအကူရှိတယ်သူဆိုလို့ရှိရင်သူ့ဆိုင်မှာကျွန်မတို့ထပ်ပို့ပြီးတော့သူဆိုရင်အခိုးခံရတာပါခဏခဏပစ္စည်းအယူခံဒါမှအဲ့အကူတကယ်လေးစားဖို့ကောင်းတယ်သူ့ရဲ့ဖြည့်ရှင်းနေပေါ့နော်သူကလေနောက်တစ်ခါမလာဘူးလဲပြောတဲ့အပြင်ပစ္စည်းတွေပါပေးလိုက်သေးတယ်။အဲဒါမျိုးကတကယ်အတူယူတင်တဲ့ကိစ္စပေါ့နော်။တကယ်တော့ခိုးတယ်ဆိုတဲ့ပစ္စည်းကလေဟိုသူကလေသူ့ဘက်ကအဆင်မပြေတာတော်တော်များများလည်းဖြစ်နိုင်တယ်လို့နောက်တစ်ခုက သူကဒါမတက်တာလို့လောရတဲ့ကိစ္စလည်းဖြစ်နိုင်တယ်။လူတွေမှာနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စတွေကဘသူတူတယောက်ကမှမသိနိုင်တဲ့ကိစ္စမျိုးတွေပေါ့နော်။အဲ့လိုဆိုတော့အခက်ခဲကတော်တော်လေးကိုခဲရင်လို့လောက်တာလည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကျမတို့ကတော့ဒါပြောမှဆိုလို့ရှိရင်ပြောလို့ရတဲ့ကိစ္စဆိုရင်တော့ပြောလိုက်ပေါ့နော်။ဒါမှမဟုတ်အဲ့လောက်ကြီးကြီးဖြစ်ရအောင်ကွာ။ရွှေဆိုင်မှာခိုးရတဲ့ပစ္စည်းတောင်မှပဲ ဟိုပြောမယ်ဆိုလို့ရှိရင်ဓာတ်ထက်ပိုပြီးတန်ဖိုးကြီးတဲ့ပစ္စည်းတွေပေါ့နော်။သိန်းကို10ခန်းချီ100ခန်းချီပြီးလှုပ်တဲ့လူတွေတောင်မှအဲ့လောက်ကြီးထိပါးနာရိုက်တာမမြင်ဘူးလို့ကျွန်မတသက်ပြောလို့ရတယ်။အဲဒီလိုမျိုးဒီဆိုင်ရခိုးတဲ့ပစ္စည်းကဘလောက်တန်ဖိုးကြီးလဲတော့ကျွန်မမသိဘူးနော်။အဲ့ဒါကြောင့်မလို့ကျွန်မပေးလို့ရရင်ကျွန်မပေးမယ်လို့ပြောတာ။ဟိုကြည့်ရတာကြီးလုံးဝအဆင်မပြေလို့လေပြီးတော့ကျွန်မတို့လည်းဒီဆိုင်ပိုင်ရှင်အချင်းချင်းလည်းဖြစ်တဲ့အခါကျတော့လေဟိုတော်တော်လေးကြည့်ရတာရုပ်ပေါက်လို့ကွာ။အဲ့လိုဆိုတော့တကယ်ကိုကိုချင်းစားတယ်ကြည့်ရတာတော်တော်လေးကိုတနာလဲတနာတယ်ပေါ့နော်။ ဒီလိုဟာမျိုးရလုံးဝမဖြစ်တင်ဘူးပြီးတော့ဒီလိုမျိုးကျိုးတုပ်ထားတာလည်းတော်တော်လေးကိုလွန်နေသီလားခလေးရှိပါလေခလေးကိုပါရောပြီးကျိုးတုပ်တာလည်းပါတယ်နောက်တစ်ခုကရင်းနှွေးပူနဲ့လောင်းမယ်လို့လည်းပြောတယ်။တကယ်တော့လေဒီလိုကိစ္စမျိုးကတကယ်တကယ်ကိုယ့်စိတ်ကိုကိုယ်မထိန်နိုင်လို့ကွာ။ဟာဒီမိန်းမလာလာလဲ၃လေးောက်ရှိပြီ။ဟာတော်တော်လေးလွန်နေဆိုလို့ရှင်ဘာလုပ်ရမလဲသိလား။တစ်တော့ပေါ်ရိုက်တင်နေတယ်မလား။တင်လိုက်။နောက်တစ်ခါမလုံနဲ့ဒီမှာဒီလူပါဒီလူပါဒါအစိုးဆုံးဆုံးပြောရနော်။အဲ့လိုမျိုးလုံလိုက်။လုတ်ပြီးသွားလို့ရှင်ဘာလုပ်လို့ရလဲဆိုလို့ရှင်လုတ်တင်လုတ်လိုက်တာဥမာရဲစခန်းတိုင်မှာလဲရောက်ကလူကြီးတိုင်မှာလဲတိုင်လိုက် တော့သူနောက်ဆက်တွဲကိစ္စတော့သူဖြည့်ရှင်းသွားလိမ့်မယ်အဲ့လိုမျိုးပြောကြတယ်ဒီလောက်ကြီးထိလုံးဝလုံးဖို့မလိုဘူးကျမကလုံးဝအဲ့ဒါမျိုးလုံးဝမဖြစ်သင့်ဘူးလို့ထင်တယ်ကျမဆိုရင်လည်းလုံးမအောင်ဘူးဘာကြောင့်လဲသိလားခလေးပါလို့ကျမဒီဟိုတားတယောက်ကမိခင်မယ်ကျမလည်းလုံးဝကိုချင်းစားရဒီအချိန်မှလေခလေးတွေကဟိုခလေးနေရာမှာတော်တော်လေးကိုတော်တော်စိတ်မကောင်းကျမအဲ့ဗီဒီယိုကြည့်ရတယ်လေအဲ့ဒါကြောင့်မလို့လေတော်တော်လေးကိုစိတ်မကောင်းလို့ပါဖြစ်နိုင်လို့ရှင်ဟိုအဲ့အမရဲ့လိပ်စာလည်းသိကျင်တယ်အဲ့အမကိုလေဟိုလူကျင်လို့ပေါ့နော် အဲ့တော့ကျမတို့တစ်ချက်လောက်ပြောပြကြပါနော်။မင်္ဂလာပါနော်။တယောက်စီတိုင်းကိုချစ်ပါတယ်ရှင်เนาะ။တခြားတော့မဟုတ်ဘူး။ကျမတစ်ခုလေးပေါ့နော်။ပြောပြမယ်။ client ပါရမှာ။ creator သူဆိုတဲ့အထင်းနဲ့ store မှာအကုန်လုံးလည်းမြင်ပါလားเนาะ။အဲ့ဒီမှာကလေးလေးကိုခြိထားတဲ့အမျိုးသမီးတယောက်ကအဲ့ store ဆိုင်နဲ့ဝင်ပြီးတော့ခိုးတယ်။သူများပစ္စည်းခိုးရင်တော့တခိုးပေါ့ရှင်။ ခိုးတာကကျမတို့လည်းမကြိုက်ဘူးလက်ကောင်းတဲ့မြက်တွေလည်းမကြိုက်ဘူးခိုးတာကိုဘယ်သူမှလက်မခံပါဘူးရှင်เนาะဒါပေမဲ့တွေ့တာသူအထင်းနဲ့စတိုးဆိုင်ရအမျိုးသမီးလေးရမြင်ပါပါတိတော်မှာလည်းသူတင်ထားပါတယ်เนาะခိုးမှုဆိုတာက389ပုံမှန်နဲ့ဆွဲလို့ရပါတယ်တက်ဆိုင်ရတရားဥပဒေအတိုင်းသွားတိုင်းမှာเนาะထိရောက်စာလူကြီးမင်းနေအေးအေးယူပေးပါလိမ့်မယ်เนาะ ်အခုကကြည့်ရတာလည်းမသက်တာဘူးခိုးတယ်မိမက အသက်လည်းကြီးပါပြီနော်ခလေးကိုခြိထားတယ်သူစားစရာမရှိလို့တဲ့နေလည်းမကောင်းလို့တဲ့နော်ကျမနဲ့လည်းအမျိုးမတော်ဘူးကျမအမျိုးလည်းမဟုတ်ဘူးကျမမိတ်ဆွေလည်းမဟုတ်ဘူးဒါပေမဲ့ရိုက်လိုက်တဲ့ညမရဲ့နော်စပင်းမွေးရို့ဒီလိုစောင့်ဆွဲညမပါးတွေလည်းရိုက်တယ်နော်ပြီးတော့စဉ်းစားကြည့်ညမပြောတဲ့စကားလုံးတွေကလေ အမားတို့ကြည်နေတဲ့သူတွေတော့မှဓမ္မခံနိုင်မှုလူတယောက်ကိုညီမခိုးမှုอ่ะခိုးမှုပါပဲညီမရဲ့နော်သက်ဆိုင်ရာတွေကိုတိုင်လိုက်ပါနော်ကလေးလေးရလေငယ်ငယ်လေးပဲရှိပါသေးတယ်နော်အဲ့ကလေးလေးကိုသာသမီချင်းကိုကြီးစားပေးပါညီမရဲ့နော်ပေါင်မောင်မမအေးတယောက်ကိုလုံးတိုက်တဲ့အဲ့ကလေးရလေအသက်ကြီးတဲ့အထီးလည်းတန်ရာတွေရသွားမှာတန်ရာတွေရသွားမှာ တီမဲဆိုရလေသမင်းတလုံးစားဖို့အတွက်ကိုခိုးစားတာခိုးစားတာဒါပေမဲ့ညီမစပေးမွေးရစောင်းဆိုပြီးညီမဆဲတယ်ရိုက်တယ်ကောင်းလေးနှစ်ယောက်ကိုခေါ်ပြီးတော့နေပူကြဲကြဲကြီးတိုင်တိုင်းမှာကြိုးတုတ်ခိုင်းနေဆိုတော့အဲ့ဒီလိုမျိုးတွေကညီမတက်တော့ပေါ်မှာတင်းနေအမားတို့လိုကိုကြီးစားတဲ့နှလုံးသားတွေကလေကြည်လည်းမကြည်ရတော့ဘူးစိတ်တွေလည်းမကောင်းညီမရဲ့ အဲ့လောက်ကြီးလူတယောက်ကိုကိုပြစီဝင်ခိုးလို့ရှိရင်ညီမသက်ဆိုင်အောင်ညီမတိုင်လိုက်ပါနော်အကုန်လုံးစိတ်မကောင်းပြရတယ်နော်တချို့လူတွေကစားဝတ်နေရတော့မှမနေ့စားစားပြီးညစားမစားတဲ့လူတွေအများကြီးရှိတယ်နှွေးခေါင်းကောင်းတော့ထမင်းငတ်တဲ့သူတွေအများကြီးရှိနေပါလေထမင်းတလုံးစားဖို့မလွယ်ကြတဲ့အချိန်မျိုးမှာညီမကြိုးတုပ်ပြီးတော့ နေပူထဲမှာထားတာကတော့မကောင်းဘူးလို့ထင်လို့ပါညီမရဲ့နော်